ာစီလိုနာအသင်းပြည်တွင်းဖလားတော်လုံးဖြစ်တဲ့ domestic triple ရယူနိုင်မှုနဲ့အတူဘာစီလိုနာအသင်းရဲ့ကျယ်ဝင်းစားသမားယာမယ်နဲ့ရာဖင်ညာတို့ဟာလာမယ့်ဘောလုံးဒီယောဆုနောက်ဆုံးစကားတင်စင်းမှာပါဝင်လာဖို့ CDS contender အနေနဲ့ရှိလာခဲ့ပြီဆိုတော့ဒီကစားသမားတွေရဲ့အလားလာရင်လည်းပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုသုံးသပ်သွားမှာဖြစ်ပါတယ် commentary vice ဆို YouTube channel ကနေပြီးတော့ကြိုဆိုပါရစေဘာစီလိုနာအသင်းကတော့ ကတလန်ဒါဗီမှာအစပန်ညိုသင်းကို2-0နဲ့အနိုင်ရပြီးတော့လာလီဂါအမှတ်ပေးချန်ပီယံစုကို28ကြိမ်မြောက်ရယူသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီယာဒီယာနီးပြဟန်စီဖလစ်ရဲ့ပထမဆုံးရာသီဖြစ်ပြီးတော့သူ့ရဲ့ပထမဆုံးရာသီမှာပဲပြည်တွင်းဖလားသုံးလုံးဖြစ်တဲ့လာလီဂါရဲ့ကိုဘာဒယ်ရီရဲ့စပိန်စူပါဖလားရဲ့ရယူနိုင်ခဲ့တယ်ဆိုတော့နီးပြဟန်စီဖလစ်ရဲ့ပထမဆုံးရာသီကလည်းတိုင်းထက်လွန်ကျင်နေစရာဖြစ်ခဲ့ပြီးတော့ချန်ပီယံလိမှာသာဟန်စီဖလစ်နဲ့ဒီထက်ပိုပြီးခန်းစစ်ကို အာယုံဆိုင်ပြီးတော့သတိထားကစားခဲ့မယ်ဆိုရင် ချန်ပီယံလိဖလားပါရယူနိုင်တဲ့အနေအထားဆိုတော့ဘာစီလိုနာသင်းရဲ့ဒီယာသည်အောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်သွားခြင်းပါတယ်ဒီယာသည်ဘာစီလိုနာအတွက်ကျင့်သက်စရာအကောင်းဆုံးအချက်ကတော့ဖလားတော်လုံးလုံးကသူတို့ရဲ့ခါးသီးဆုံးပြိုင်ဘက်အက်လက်စီကို ပြိုင်ဘက်ရီယယ်မက်ဒရစ်ကိုကျော်ပြီးရခဲ့တာကြီးပဲစပိန်ပြင်းဖလားမှာလည်းရီယယ်မက်ဒရစ်ကို3-2နဲ့အနိုင်ရပြီးတော့ချန်ပီယံဆုရယူနိုင်ခဲ့တယ်လို့ စပိန်စူပါဖလားမှာလဲဆော်ဒီမှာသွားကစားရမှာ9ဂိုး2ဂိုးနဲ့6ပြတ်အနိုင်ရပြီးတော့ရယူနိုင်ခဲ့တယ်။လာလီဂါမှာလဲယာတီအစပိုင်းမှာဘာစလိုနာသင်းရဲ့မတည်ငြိမ်မှုတွေကြောင့်ရီယယ်မက်ဒရစ်သင်းက favorite သင်းဖြစ်ခဲ့ပေမဲ့လည်းဒီယာတီနှောင်းပိုင်းကာလနဲ့ဒုတိယယာတီဘက်မှာဘာစလိုနာသင်းရဲ့အကောင်းဆုံးခြေစွမ်းတွေကိုရီယယ်မက်ဒရစ်နဲ့မရှင်းနိုင်တော့ဘဲနဲ့ယာတီကုံမို့နှစ်ပွဲလိုမှာဘာစလိုနာသင်းရဲ့ချန်ပီယံဆုကိုရယူနိုင်ခဲ့တယ်။ဖလားသုံးလုံးလုံးကရီယယ်ကိုကျော်ပြီးရခဲ့တာဆိုတော့ကျန်တဲ့ပြိုင်ဘက်တွေကို အตาရခဲ့တာပို့ပြီးတော့ချိုးမြင်မယ်ဆိုတာဘာဆိုနာပြည့်သက်တွေအတွက်တော့တာမန်အောင်ပွဲထက်ပိုပါလိမ့်မယ်ဘာစီလိုနာတဲ့ဒီယာဒီအောင်မြင်မှုတွေမှာအဓိကကြခဲ့တော့သူတို့ရဲ့တိုက်စစ်လက်နက်ပါတိုက်စစ်မှာရာဖင်ညာကဒီယာဒီသူ့ရဲ့ကစားသမားဘဝအမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုပြသနိုင်ခဲ့ပြီးတော့ပြိုင်ပွဲဆို55ပွဲမှာသွင်းကူက34ဂိုးဂိုးဖန်နီဘဝ22ဂျီနဲ့တကယ်ကိုကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုံးနဲ့ဂိုးအင်ဗိုမန့်တွေလောက်ထားခဲ့ပြီးတော့လက်ရှိအချိန်မှာ ဆာလာနဲ့အတူ goal involvement အများဆုံးစားသမားက Rafinha လာလီကာ34ပွဲမှာ18ဂိုးသွင်းနဲ့ကိုးဂိုးဖန်နေတယ်သင်ကို28ဂိုးရအောင်ဆွမ်းဆောင်ခဲ့ပြီးတော့ချန်ပီယံလိပြိုင်ပွဲကတော့သူ့ရဲ့စံချိန်မှတ်တမ်းတွေကိုပိုင်ဆိုင်ခဲ့တဲ့ပြိုင်ပွဲလို့ပြောလို့ရတယ်ချန်ပီယံလိပြိုင်ပွဲမှာ14ပွဲကစားခဲ့ရမှာ73ဂိုးသွင်းပြီးတော့8ဂိုးဖန်နေနိုင်ခဲ့တယ်ဂိုးပေါ်မှာပတ်သက်မှု20ချိန်ရှိခဲ့ပြီးတော့2013 14ဘောလုံးရာသီကစီရိုနာဒိုပိုင်ဆိုင်ခဲ့တဲ့ တရာလီတွင်ချန်ပီယံလိဘက်ဘက်မှဂိုးပါဝင်ပတ်သက်မှု20ကြိမ်ကိုလိုက်မိသွားခဲ့ပြီးတော့တကယ်ကိုကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုံးတွေကိုရာဖီညာပိုင်ဆိုင်ခဲ့တယ်လို့လက်ရှိဂိုးသွင်းနှုံးတွေဂိုးဖန်နီးမှုတွေကသူဟာတေချာပေါ့ဘောလုံးဒီယောစုနောက်ဆုံးဇာကာရင်၃ဦးစင်းကိုပါလာမယ်လို့ယုံကြည်တယ်လက်ရှိဘောလုံးဒီယောစုကိုမှတ်နိုင်တဲ့ကစားသမားတွေထဲမှာတော့ PSG တင်းရဲ့တောင်မန်တိုက်စစ်ကစားသမားဒမ်ဘီလီဒီပါဦးတင်းရဲ့အဓိကဂိုးသွင်းရှင်ဆာလာနဲ့လက်ရှိ ဘာစီလိုနာတင်းရဲ့ရာမဲလို့ရာဖီညာတို့လောက်ပဲကြံခဲ့ပြီးတော့အင်တာမီလန်နဲ့ PSG ထိတိုက်တွေ့မဲ့ပွဲမှာတော့အင်တာမီလန်အင်းမှာတူးချင်းအရအရန်ကြီးဒီဗိုလန်တီယောစုကိုမှန်းတာလောက်တဲ့ကစားသမားမျိုးများများဆားဆားမရှိဘူးလော်တာရိုမာတီနက်တယောက်လောက်ပဲရှိပြီးလော်တာရိုမာတီနက်ကဒီလောက်ထိတူးချင်းနေမှာ performance ကောင်းနေပြသနိုင်ခဲ့တာမဟုတ်ဘူးအသင်းအတွက် ဥဆောင်နိုင်တဲ့မောင်းနေနိုင်တဲ့အသင်းအတွက်အကျိုးပြုတဲ့ကစားသမားဆိုတော့တဦးချင်းအရန်ကောင်းတဲ့ကစားသမားမဟုတ်ဘူးဆိုအင်တာမီလန်အသင်းချန်ပီယံလိမှာအောင်မြင်ခဲ့မယ်ဆိုရင်တော့လော်တာရိုမာရီနက်ကပါကောင်းပါလာနိုင်ပေမဲ့တဦးချင်းမှာတော့သူကဒီဆုကိုရနိုင်ခြင်းနဲ့လို့ထင်တယ်။ PSG သင်းရဲ့တာဝန်ကစားသမားဒမ်ဘီလီကတော့ချန်ပီယံလိဖလားလဲရမယ်။ပြည်တွင်းအမှတ်ပေးချန်ပီယံဆုလည်းရထားပြီးပြီ။ပြည်တွင်းရှုံးတဲ့ဖလားလဲရမယ်ဆိုရင်တော့သူကဖလားသုံးလုံးအောင်မြင်မှုနဲ့တူဒီဆုက favorite ဖြစ်သွားနိုင်တယ်။ပြီးတော့ဒီဟာဒီဒမ်ဘီလီရဲ့ အခန့်ကဏ္ဍလည်းတော်တော်လေးကိုကြီးမားပြီးတော့သူ့ရဲ့ဇာတ်မဘဝအမြင့်ဆုံးစွမ်းဆောင်ရည်တွေကိုပိုင်ဆိုင်ထားတယ်။ဒါဟာကြောင့်ဘာစီလိုနာတဲမှာဘာမှအောင်မြင်မှုကြီးကြီးမားမားမရခဲ့တဲ့တမ်ပီလီကဘီယက်ဂျီမှာတော့အသင်းကိုအဓိကဦးဆောင်သူဖြစ်ခြေစွမ်းပြနေတယ်ဆိုတော့ဘောလုံးတီယိုဆုရဲ့နောက်ဆုံးစကားတင်စင်းမှာတော့တမ်ပီလီပါလာမယ်လို့ထင်တယ်။အဲ့လိုပဲဆာလာလည်းဒီရာဒီလီဗာပူးသင်းရဲ့အောင်မြင်မှုမှာအဓိကကျတဲ့ဇာတ်မဖြစ်ခဲ့ပြီးတော့ပရီးမီးယားလိမှာသင်ကို28ကိုကိုဖန်နေမှု18ချိန်နဲ့တူဒီရာဒီ သင်ကို96ကိုပါဝင်ပတ်သက်ထားရဲဆိုတော့သူ့ရဲ့တဦးချင်းရဘာမှပြောစရာမရှိဘူးကလပ်သင်းအောင်မြင်မှုရကြည့်မယ်ဆိုတော့တခြားသင်းတွေလည်းရှင်းမယ်ဆိုရင် तू ကဖလားတစ်လုံးပဲရတယ်ဆိုတဲ့အနေထားကနည်းနည်းလေးတော့တပန်းနိုင်သွားမယ်လို့ဒါယူဆရတယ်သူသားချန်ပီယံလိမှာအနေဆုံးဆီမီဖိုင်နယ်လောက်ရောက်ခဲ့မယ်ဆိုရင်ဒီဘောလုံးတွေကစုအကြောင်းပြောရင်တော့ဆာလာကထိတ်ဆုံးမှာရေပန်းစနိုင်မယ်ပဲသာသမားဒါပေမဲ့ FA ဖလားတို့လီဖလားတို့ချန်ပီယံလိဖလားတို့ကနေစောစီထွက်လိုက်ရခြင်းကဆာလာကိုဒီစုအတွက်နည်းနည်းလေးတပန်းနိုင်သွားစေလို့ယူဆရတယ်အဲ့တော့တခြားတစ်ဖက်မှာ လူငယ်ကျဲပင်စားသမားရာမဲရဲ့စွမ်းစာရည်ကလည်းတူးချင်းမှာဖျော်ဖြေမှုအပေးနိုင်ဆုံးစားသမားပိတ်သက်အကြိုက်ဆုံးစားသမားတွေထဲမှာပါတယ်ဒီစုကဘောလုံးကြွကျင်သူတွေဂျာနယ်လစ်တွေရဲ့မဲပေးရွေးချယ်မှုတွေနဲ့သတ်မှတ်တာဆိုတော့ရာမဲကအဲ့လိုမျိုးစံချိန်စံနှုန်းတွေနဲ့ကိုက်ညီတဲ့စားသမားဆိုတော့မဲပေးရွေးချယ်မှုတွေမှာပို့ပြီးတော့မှတ်တွေယူနိုင်မဲ့စားသမားလို့လည်းယုံကြည်တယ် ရာမဲကဒီရသည်လာလီကာ33ပွဲမှာတွင်ကို8ကိုဂိုးဖန်နှိမှု15ချိန်နဲ့အတူတွင်ကို23ကိုပါဝင်ပတ်သက်ခဲ့ပြီးတော့ပြိုင်ပွဲစုံနေနဲ့ကြည့်မယ်ဆိုရင်တွင်ကို18ကိုဂိုးဖန်နှိမှု25ချိန်နဲ့အတူတွင်ကို52ကိုထိပါဝင်ပတ်သက်ထားရဲဆိုတော့ချန်ပီယံလိပြိုင်ပွဲမှာလည်းရာမဲကတော်တော်လေးခြူစမ်းပြနိုင်ခဲ့ပြီးတော့73ပွဲကစားခဲ့ရမှာ5ကိုသွင်းပြီးတော့4ကိုဖန်နှိနိုင်ခဲ့တယ်ဆိုတော့18နှစ်အရွယ်18နှစ်မပြည့်သေးတဲ့ကစားသမားတစ်ယောက်ရဲ့စံနှုန်းနဲ့ကြည့်မယ်ဆိုရင်ရာမဲကတော်တော်ကိုကြောက်စရာကောင်းတဲ့ဂိုးသွင်းနှုန်းတွေကိုဖန်နှိမှုတွေကိုပိုင်ဆိုင်ထားတယ်အထူးဖြစ်သူ့ရဲ့ တူးချင်းအလိန်ခေါက်အကျော်ဖြတ်တွေသူ့ရဲ့ dribble တွေကိုပြိုင်မဲ့ဥစားသမားတွေဘလို့မှထိန်းချုပ်နိုင်ဖို့အပြေရှာမရပဲနဲ့ဂျာတင်နောက်ပိုင်းမှာဆိုရင်ရာမဲကအသင်းအတွက်ဂိုးတွေပါသွင်းလာနိုင်တာကိုတွေ့ရတယ်ချန်ပီယံလိပြိုင်ပွဲမှာသူ့ရဲ့ကန်သွင်းချိန်ချမှုတွေကိုအင်တာမီလန်သင်းရဲ့ဂိုးသမားဆွန်မာအသေးအံကာကွယ်ခဲ့ရသလို လာလီဂါနောက်ဆုံးအဆုံးဖြတ်ပွဲဖြစ်တဲ့ရီယယ်မက်ဒရစ်နဲ့အက်ကလက်စီကိုမှာလည်းအလားတူပဲအသင်းအတွက်အရေးပါတဲ့ဂိုးတွေသွင်းနိုင်ခဲ့ရတယ်ဆိုတော့ ကိုဖန်နီးမှုတွေနဲ့မကဘဲနဲ့တွင်းပိုးတွေမှာပါရှာမဲကထဲထဲဝင်ပါဝင်ပတ်သက်လာတာတော့တော်တော်ကိုအားရစရာကောင်းတဲ့အချက်လို့ပြောလို့ရတယ်။နောက်ထပ်ဝိုင်းတိုက်စစ်မှုလီဝမ်ဒေါစကီကတော့ရာမဲတို့ရာဖညာတို့နဲ့ရှင်မဲဆိုရင်ဒီစုအတွက်အလားလာနဲတာမှန်ပေမဲ့သူကလည်းတရားစီလုံးနီးပါအသင်းအတွက်အကောင်းဆုံးခြေစွမ်းပြပြီးတော့ကစားနိုင်ခဲ့တဲ့ဇာသမားဆိုတာကိုတော့အတိအမှတ်ပြပါမယ်။လီဝမ်ဒေါစကီကနောက်ပိုင်းပွဲစဉ်တွေမှာဒဏ်ရာကြောင့် ပွဲစဉ်တချို့လွဲချော်ခဲ့သလိုဒီအားဖြင့်လာလီကာပွဲစဉ်32ပွဲကစားခဲ့ရမှာ25ဂိုးသွင်းပြီးတော့2ဂိုးဖန်တီးနိုင်ခဲ့တယ်။သွင်းဂိုး28ဂိုးပါဝင်ပတ်သက်ခဲ့ပြီးတော့ Champion League ပြိုင်ပွဲမှာလည်း73ပွဲကစားခဲ့ရမှာသွင်းဂိုး17ဂိုးသွင်းယူနိုင်ခဲ့တယ်ဆိုတော့သူ့ရဲ့အသက်အရွယ်နဲ့မမျှအောင်ဘာဆိုနာသင်းရဲ့တိုက်စစ်မှာပင်တိုင်သွင်းဂိုးတွေနဲ့ကူညီပေးနေတဲ့လီဗန်ဒေါစကီကိုလည်းမေ့လို့မရဘူး။လီဗန်ဒေါစကီကဒီအားဖြင့်ပြိုင်ပွဲစုံပွဲ90မှာသွင်းဂိုး60နဲ့ဂိုးဖန်တီးမှု3ချိန်လုပ်ခဲ့ပြီးတော့ပွဲ90မှာ သင်ကို53ကိုပုံဝင်ပတ်သက်ထားတဲ့ကစားသမားဆိုတော့အသက်အရွယ်ပိုင်းကအကြဘက်ကိုရောက်နေပြီဆိုမဲ့သူ့ရဲ့ကိုသွင်းတေချာမှုတွေနဲ့ဒူဘာဆိုနာတင်းရဲ့တိုက်စစ်ကိုတည်တည်ငြိမ်နဲ့ဥဆောင်နိုင်ခဲ့တဲ့လီဝန်ဒေါစကီကိုလည်းမေ့ထားလို့မရဘူးလီဝန်ဒေါစကီကလည်းဒီဟာဒီဘာဆိုနာတင်းရဲ့အောင်မြင်မှုတွေမှာအဓိကကြားတဲ့ကစားသမားလို့ပြောရမယ်ပြီးတော့ကွန်းလယ်ကပက်ဒရီနဲ့ဒီဂျောင်တို့ရဲ့ဥဆောင်နိုင်စွမ်းနဲ့ကွန်းလယ်တိုက်စစ်နေရာဒန်နီအော်မိုတို့ဖာမင်လိုပက်တို့ရဲ့အခန်းကဏ္ဍကလည်း တော်တော်လေးအရေးပါတယ်နောက်ထပ်အရန်တိုက်စစ်နေရာမှာရှိနေတဲ့ Ferran Torres တောင်မှ Lewandowski မရှိချိန်မှာအသင်းရဲ့တိုက်စစ်ကိုအတိုင်းအတာတစ်ခုထိတာဝန်ကျအောင်ကစားခဲ့ပြီးတော့အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တယ်ဆိုတော့ Barcelona အသင်းရဲ့တိုက်စစ်ကဘာမှအပြစ်ပြောစရာမရှိဘူးခန်းစစ်ကတော့လာမယ့်ရာသီအောင်မြင်မှုတွေကြီးကြီးမားမားရယူခြင်းနဲ့ဆိုရင်တော့ဒီလောက်နဲ့မရဘူးဒီခန်းစစ်ကြောင့်ပဲ Champions League မှာအောင်မြင်သေးသလောက်မအောင်မြင်ခဲ့တာဆိုတော့ဒီခန်းစစ်ကိုတော့နီးပြား Hansi Flick အနေနဲ့တေချာပြင်ဆင်သင့်တယ်ခန်းစစ်ကိုလာကောင်းကောင်းပြင်ဆင်ပြီးတော့ ဖြစ်တင်နိုင်မယ်ဆိုရင်ဘာစီလိုနာတင်းကလာမယ့်ရာသီမှာလည်းအောင်မြင်မှုတွေကိုဆက်လက်စကူးနိုင်မယ်အတင်းဆိုတာယုံမားတန်တရာဖြစ်ဖွယ်ရာမရှိဘူးလာမယ့်ရာသီမှာရာမယ်ရဲ့ပိုပြီးရင်းကျက်လာတဲ့ခြေစွမ်းတွေရာဖင်ညာရဲ့အကောင်းဆုံးခြေစွမ်းတွေဆက်ပြီးတော့မျှော်လင့်နိုင်တယ်လို့ဘာစီလိုနာတင်းကဒီစင့်ဒီ level မှာဆက်ပြီးတော့ထိန်းထားနိုင်မယ်လို့ယုံကြည်တယ်ခုကျွန်တော်တင်ဆက်ပေးခဲ့တာတော့ဘာစီလိုနာတင်းရဲ့ဒီရာသီပြည်တွင်းဖလားသုံးလုံး domestic team ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ကစားသမားတွေဖြစ်တဲ့ရာမယ်တို့ရာဖင်ညာတို့ ော်လန်ဒီယောဆုစကားနဲ့ဆင်းမှာဘလောက်ထိခီးပေါက်မလဲဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမြင်လေးကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်ရဲ့ Commentary by ဆို YouTube Channel လေးကိုလည်း Subscribe လုပ်ပေးကြပါဦး။နောက်လာမယ့် video တွေမှာပြန်ဆုံပါမယ်။ကျေးဇူးတင်ပါတယ်။